ဒီနေ့ပြောပြမှာကတရားရုံးထဲမှာရေရဲဆက်ဆက်တက်ခံခဲ့ရတဲ့အိန္ဒိယနိုင်ငံကမရင်းကောင်အာကိုရတဲ့ဖဲအကြောင်းဒီမှုကဥပဒေမအရကနေမရင်းကောင်ကိုဘောသားထွက်နေတဲ့အမျိုးသမီးနေအကျော်ကတရားရုံးထဲမှာပဲရေရဲဆက်ဆက်လက်စားချေခဲ့တဲ့ပြည့်ရမဇလန်းစော်လည်းမမပါဘူးအကူရတဲ့ပြည်နယ်မယ်အရင်ကဘာရက်ကလီချာရရတဲ့ သူကနာပူမျိုးရဲ့ဆင်းရဲသားရက်ွက်လေးမှာမူဖွားလာခဲ့တဲ့သူပါ။အာကိုရိုမီတာဆိုတော့နွားတွေအများကြီးပိုင်တာကြောင့်တခြားမီတာဆိုတွေတော့မခတ်ခဲ့ရဲဘူး။မောင်နှမဆက်နှစ်ယောက်ရှိပြီးသူ့အဖေရှိတော်ကတော့သူ့တို့မောင်နှမတွေကသူ့တာဝန်နဲ့သူ့ခွဲပြီးအလုပ်လုပ်ခဲ့ကြတယ်။လို့နဲ့အာကိုလူရောပေါက်ဖြစ်လာတဲ့အခါမှာတော့လမ်းမရောက်သွားပြီးလောင်းကစားဝါနာပါလာခဲ့။အာကိုကသူ့လောင်းကစားလုပ်လို့ပတ်စံကုန်သွားလို့ရှိရင်ငွားမွေးပြီးတော့သားသမီးဆက်နှစ်ယောက်ကိုပင်ပင်သန်းသန်းရှာတွေးနေရတဲ့အဖေစီကနေကိုယ်ပဲ ။နောက်ဆုံးသူတို့ရဲ့ပြေဆုံးကတော့မိသားစုဝင်တွေကဘာမှမလုပ်တတ်မကိုင်းတတ်သေးနဲ့နွားတွေတကောင်မိတကောင်ရောင်းစားခဲ့ရတယ်။အမိမိန်ကလေးတွေအိမ်တော်ကြတော့လဲနွားတွေရောင်းပြီးတော့မင်္ဂလာဆောင်မိရတယ်။နောက်ဆုံးနွားတကောင်မှမကြံတော့ဘဲနဲ့သူတို့မိသားစုကမွေးပြကြတဲ့အချိန်လေးကိုရောက်လာတယ်။သူတို့ရဲ့အကိုကြီးဆုံးလာလူကခိုးဆိုးလို့ရမှုတွေဆလုပ်ခဲ့ခါလောင်းကစားဆွနေတဲ့အာကူကလည်းသူ့ကိုတိုင်ခိုက်လို့တယ်။အာကူကမွေးကုန်ရင်တ냐တိုက်ချမ်းသာတဲ့အိမ်ဒီအဝင်းခိုးရင်တကယ်ကိုတခိုးကြီးလုံးလုံးဖြစ်သွားခဲ့တယ်။ ခိုးဆိုးလို့ရမှုတွေကျူးလွန်ရင်လည်းမကြခင်မှာပဲသူကထောင်ကြခဲ့တယ်။ထောင်ထဲရောက်သွားတော့အာကူကတခြားလူမတွေနဲ့ပေါင်းမိပြီးမကောင်းတဲ့အကျင့်ပေါင်းစုံတက်လာတယ်။အာကူကလူခဲခတ်တော်ပြီးတော့နှင်းနေ။ညံနေညံတဲ့ကလည်းများတယ်။အဲအားကြောင့်ရဲရီကသူ့ကိုသတင်းပေးအဖြစ်အသုံးချဖို့အဆုံးဖြတ်လိုက်ကြပါတယ်။ရဲရီရဲ့သတင်းပေးဆိုတော့အာကူကတိတ်မကြအောင်ထောင်ထဲကနေပြန်လွတ်လာတယ်။နှုတ်ကလေးကလူမိုက်ဆိုတော့လူမိုက်တွေလူစိုးကားတွေနဲ့ပေါင်းတင်းလုပ်ပြီးတော့ရဲရီကိုရေလူမိုက်တွေရဲ့ဒုစရိုက်မှုတွေအကြောင်းသတင်းသွားပေးတယ်။လူစိုးတွေကိုမြန်မြန်ဖမ်းပြီးတော့ရဲရီရတဲ့နာမည်ကောင်းရတယ်။ ဒါပေမဲ့အာကူကအခိုးဆိုးလို့ရမှုတွေမရင်းမှုတွေတွေ့လို့ရင်တော့ရဲရီယာမဖမ်းဘာဖြစ်လို့လဲဆိုတော့အာကူကသူတို့အတွက်တည်င်းပေးဆိုတော့ဖမ်းလို့မရအောင်အဲ့ဒါကြောင့်ရဲရီယာအကာအကွယ်ကိုယူပြီးတော့အာကူကလွတ်လွတ်လပ်လပ်ရန်ကားဝင်ရသွားတယ်။သူနဲ့ရက်ကွက်ထဲမှာအာကူရှိနေလို့ရှိရင်အကြရတဲ့တန်တော်မကြရအောင်ခလေးအားစခွေးဆောင်တိတ်ဆိတ်နေတာညနေ6နာရီဆိုတာနဲ့ဘသူမှအိမ်ပြေမထွက်ရဲကြအောင် အာကူရန်ရှာတာခံရမှာဆိုလို့ရဲတွေကသူ့ကိုမဖမ်းတာတော့မှအာကူရဲ့ပြစ်မှုမှတ်တမ်းချင်းချောင်းဝင်ညှမှုလိုရမှုတွေပါဝင်မရေမှုပေါင်း40ကျော်ရှိတယ်။အာကူကမရေမှုကျူလွန်တဲ့နေရာမှာလဲကလေးတွေအိမ်လောင်တွေအခွားကြီးကိုုံစာမျိုးသမီးတွေပါမချက်သူမရင်းချင်းခဲ့တဲ့ကလေးဆိုလို့ရှိရင်အသက်10နှစ်ရောက်လေလေသူ့ရဲ့အမှုတွေကိုကြားရရုံနဲ့အာကူကတော်တော်လေးကိုရုံးမှာရက်ဆက်တဲ့ဒူးဆိုတာခံမလို့ရမှထင်ပါတယ်။တချို့မျိုးသမီးဆိုလို့ရှိရင်သူ့ရဲ့မြင်တာနဲ့တော့တုံနေအောင်ကြောက်နေရတာ ဒါရီပြင်းအကူကလည်းရဲဆက်ရဲဆိုတော့လူသားမှုတွေကိုလည်းကျူးလွန်ခဲ့တယ်။သူ့ကိုသွေးလူပြီးတော့အတက်ကယ်ပေးခဲ့တဲ့တငယ်ချင်းအာဘီနာရှ်ကိုတော့မှသူနဲ့မတည့်တဲ့သူငယ်ပေါင်းလို့တဲ့။လူပုံလည်းမှချက်ချင်းတက်ပြစ်ခဲ့တာ။လူပုံလည်းမှလူတယောက်ကိုရဲရဲဆက်ဆက်တက်ခဲ့တာတော့မှထောင်ကြတာကဆယ်လားတဲ့။အဲ့အတော့မှဒီလူသားမှုကလူတွေတည်သွားလို့မကောင်းတဲ့လို့ထောင်ထဲထည့်ထားလိုက်ရတဲ့ပုံစံ။ထောင်ထဲမှာဆိုလို့ရှိရင်လည်းအကူကပေးရင်မယ်။မနက်စာနေ့လယ်စာနဲ့ညစာအစုံနဲ့အရက်ဆိုအရက်စေးဆိုစေးနာပုံးမဲ့သူတွေကအစင်တဲ့ အဲ့လိုလေဆိုတော့လူမိုင်းအာကူကပိုပြီးရောင်းတက်လာတယ်။1999ခုနှစ်ရောက်တော့အာကူရဲ့ရံဖက်အမျိုးသမီးတွေကိုအနာကျင့်တာမခံတဲ့မာရတီလူမျိုးမျိုးသမီးတိုးဖြစ်တဲ့အာရှာကိုညာဘက်ကြီးအာရှာရဲ့အိမ်ထဲထိသွားပြီးဖမ်းခေါ်လာတယ်။ပြီးတော့အာရှာရဲ့ရင်သားတွေကိုခွဲထုတ်ပြီးတော့ဒီကိုလုံးအပိုင်းပိုင်းဖြတ်ပြီးရဲဆက်စွာတတ်ဖြတ်ခဲ့တယ်။ဒီလိုမျိုးလူတက်မှုအတွက်တောင်မှအာကူဟာ1016လပဲထောက်ခံခဲ့ရတာဒီအချက်ကိုကြည့်ခြင်းအဖြစ်အိန္ဒိယနိုင်ငံရဲ့တရားဥပဒေကဘလောက်ထိပြည့်ဝနေပြီလဲဆိုတာကိုမြင်သာစေခဲ့ပါတယ်မရိမှုအပြင်လူရမှု ချင်းချောင်းဝင်ခြင်းမှုနှိမ့်ဆက်ခြင်းပန်းမှုစရည်အမှုပေါင်းစုံကိုကျူးလွန်ခဲ့ပေမဲ့လည်းနှစ်ပေါင်းများစွာကြာအောင်လွန်မြောက်နေခဲ့တဲ့အဓိကအကြောင်းရင်းကတော့အာကူကရဲရီရဲ့တင်ပြီးဖြစ်နေလိုပါပဲအာကူရဲ့သားကလည်းရဲစခန်းတော်တိုင်းတော့မှရဲရီရသူ့မမှန်မဲနဲ့တိုင်တဲ့သူရဲ့နာမည်ကိုအာကူကိုပြန်ပြောပြလိုက်တာကြောင့်အဲ့ဒီလူတွေကအာကူရဲ့ချင်းချောင်းနှိမ့်ဆက်တာတွေကိုပိုပြီးခံခဲ့ရတယ်။အချို့မိန်းကလေးအကူရဲ့မရင်းကျင်တာကိုခံရလို့ရဲရီကိုသွားတန်းတဲ့အခါအဲ့ဒီရဲရီကအုပ်စုဖွဲ့မရင်းကျင်ခဲ့ကြတယ်ဆိုရဲဆွဆွဲချက်တွေလည်းရှိခဲ့ပါသေးတယ် ။ဒါကြောင့်သူတွေကမတရားမှုကိုဘယ်သူမှမတိုင်ရဲပဲနဲ့ကြောက်ရုံပြီးပစက်ပိတ်နေနေရတယ်။နောက်ဆုံးမှာတော့အိုရှာနာရာယာညီဆိုတဲ့အမျိုးသမီးတယောက်ကြောင့်အားလုံးစီလုံးညီညွတ်သွားခဲ့ကြတယ်။ပြညာတက်ပြီးတော့စူးစားခဲ့တဲ့အမျိုးသမီးငယ်လေးအိုရှာကိုအောက်ကကစိတ်ဝင်စားပြီးတော့ညာဘက်အင်ပြန်လာတဲ့အချိန်မှာစပြီးတော့နောက်ရခဲ့တယ်။အိုရှာကဒီကိစ္စကိုရဲတိုင်ခဲ့ပေမဲ့ရဲတွေကအေးမယူတဲ့အပြင်အောက်ကိုတော့ပြန်ပြောပြလိုက်တယ်။အဲဒါကြောင့်2004ခုနှစ်ညတကောင်ရံမှာအောက်ကနဲ့သူ့ရဲ့အပေါင်းအမတွေကအိုရှာရဲ့အေကိုဝိုင်းလိုက်ပြီးတော့စော်ကားကိုစူးစားခဲ့ကြတယ်။ အဲ့ဒီခါမှာအူရှာက gas oil ကိုအင်းရှေးထုတ်လာပြီးတော့ဘသူမှမကယ်လို့ရှိရင်5မီတာစွန်းနဲ့အတူမီးရှို့ပြီးတက်သေးလိုက်မယ်လို့ရက်ကွက်ကိုအော်ဟစ်ပြီးကူညီတောင်းခဲ့တယ်။အဲ့ဒီချိန်မှာအန်ဟောစရာကောင်းစွာနဲ့ပဲရက်ကွက်တရာလူတွေကတညီတညော့တဲ့အပြေးထွက်လာပြီးတော့အာကူရိုဖွဲ့ကိုတိုက်ခိုက်ခဲ့တာကြောင့်အာကူရိုကထွက်ပြေးခဲ့ရတယ်။ဒါကအကြောက်တရားနဲ့ဖိနှိပ်ခံခဲ့ရတဲ့ရက်ကွက်အတွက်ပထမဆုံးအောင်မြင်မှုဖြစ်ပြီးတော့အူရှာရဲ့ရဲစွမ်းတက်သည့်ကအမျိုးသမီးလူတွေကိုစိတ်လုံးစေခဲ့ပါတယ်။အဲ့ဒါကြောင့်အူရှာကပဲဥဆောင်ပြီးတော့အာကူကိုအမှုဖွင့်ခဲ့တယ် နောက်ဆုံးမှာတော့အာကိုဟာသူ့ရဲ့လုံခြုံရေးအတွက်ရဲစခန်းမှာသွားရောက်ခိုးလုံခဲ့တယ်။ရဲတွေကလည်းဖမ်းဆီးချုပ်နှောင်နှားခဲ့ပါတယ်။အမှန်ကတော့သူကျူးလွန်ခဲ့တဲ့ရာဇဝမှုအတွက်ဖမ်းဆီးရတာထက်အာကိုလုံခြုံမှုအတွက်ရဲစခန်းထဲမှာထိန်းသိမ်းပေးရတာပါ။ဒီမှုကိုကဘာကြော်သွားစေခဲ့တဲ့အဖြစ်အပျက်ကတော့2004ခုနှစ်ဩဂတ်လ23ရက်နေ့မှာဖြစ်ခဲ့တာ။အဲ့ဒီနေ့မှာအာကိုရတဲ့ကိုအာမခံရှောက်ထားတဲ့ကြားနာမှုအတွက်နာပူခရိုင်တရားရုံးထဲကိုခေါ်ဆောင်လာခဲ့တယ်။အာကိုဟာဒီလိုကျူးလွန်ခဲ့ရအောင်မှာ အာမခံရနိုင်တယ်ဆိုတဲ့တည်င်းကိုကြားသွားတဲ့အမျိုးသမီးတွေကတရားဥပဒေကနေသူတို့အတွက်အမျှတမှုကိုမရနိုင်တော့ဘူးဆိုတာသိလို့ရကြတယ်။အဲဒါကြောင့်ဒီအမျိုးသမီးတွေကသူတို့ခံရရတဲ့အတွက်တရားမျှတမှုကိုကိုယ်တိုင်ပဲယူဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။အာကိုယုံထုတ်ခံရတဲ့နေမှာအမျိုးသမီးအုပ်ကြီးကရုတ်တရက်ရောက်လာတယ်။တရားရုံးရဲ့တကားကိုဖျက်ပြီးတော့အမျိုးသမီးတွေကဘူးသက်သမားမရင်းကောင်အာကိုကိုဝိုင်းသားခိုင်းကြတယ်။ပြီးတော့ငေုပ်သီးမုံတွေဒုတ်တွေဓာရီ ယောက်ခဲတွေနဲ့ရရလက်နဲ့ပေါင်းစုံကိုလည်းသူတို့ကယူလာတယ်။တရားရုံးမှာတော့မအကူကသူပြုတ်ကျင်မှုတဲ့အမျိုးသမီးတယောက်ကိုတွေ့တော့တိရစာမားလို့စော်ကားပြောဆိုပြီးငါလွတ်လာလို့ရှိရင်နင့်ကိုထပ်ပြီးအဓမ္မပြုတ်ကျင်မယ်လို့ချင်းချောက်လိုက်တယ်။ဒီစကားကိုကြားတော့အမျိုးသမီးတွေကတိခန့်နိုင်စွာကုံသွားပါပြီ။အပြောခံနိုင်ရတဲ့အမျိုးသမီးကစပြီးတော့အကူကိုသူ့ရဲ့ဖက်နဲ့နဲ့ပြပောက်လိုက်တယ်။ပြီးတော့အဲ့ဒီအမျိုးသမီးကငါတို့နှစ်ယောက်လုံးဒီကဘာပေါ်မှာတူတူနေလို့မရအောင်။ငင်တယ်မလား?ငါတယ်မလား?ဆိုပြီးတော့အော်ဟစ်ခဲ့။အဲ့ဒီတန်ကပဲအမျိုးသမီးတွေကို အာကိုကိုစတင်တိုက်ခိုက်ဖို့အတွက်အချက်ပေးလိုက်တယ်လို့ပါပဲ။အမျိုးသမီးတွေကအာကိုရဲ့မျက်နှာကိုပါလာတဲ့မြုပ်တီးမှုန်နေတဲ့ပတ်ကြောက်ခဲတွေနဲ့ပြက်ဓာရီပလင်းခွဲတွေနဲ့ဝိုင်းမိထိုးခဲ့ကြတယ်။အာကိုရတဲ့ကလည်းအဲ့ဒီဒီဟာရောက်မှပဲဝဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်။သူတည်ဆုံးသွားတဲ့အချိန်မှာမျက်နှာဆုပ်ပြက်နေပြီးတော့ဒီကိုယ်လုံးကလည်းရစရာမရှိတော့ဘူး။သူ့ရဲ့လေငါကိုလည်းဖြတ်တောက်ပြီးတော့တရားရုံးမှာပဲပြစ်ထားခဲ့ကြတာတဲ့ဒီဖြစ်ပျက်တွေပြီးတော့ဆော့ဆော့ကတရားရုံးမှာရှိနေတဲ့အမျိုးသမီးတွေက င်းလေးမြ мян မဲ့လူစုခွဲခဲ့ကြတယ်။ဒီဖြစ်ရက်ကအိန္ဒိယတနိုင်ငံလုံးကိုတုံ့လုံးစေခဲ့ပြီးနိုင်ငံတကာသတင်းတွေမှာပါဟိုးလေးတချို့ချို့ဖြစ်သွားခဲ့တယ်။ရဲတွေကအကူရတဲ့သေဆုံးမှုနဲ့အမျိုးသမီးအယောက်၅ဟန်းစီးခဲ့ပေမယ့်ကျဲတဲ့အမျိုးသမီးတွေပါရောက်လာပြီးတော့ကျမတို့အားလုံးအတူတူတတ်လိုက်တာ။ကျမတို့အားလုံးကိုထောင်ချပါဆိုပြီးတင်ကြီးတညော့ထဲအော်ဟဲခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့အမျိုးသမီးတွေရဲ့ငါတို့အားလုံးအတူတူတတ်ခဲ့တာဆိုတဲ့စကားတွေတက်တဲ့မခိုင်လုံတာတွေကြောင့်အမျိုးသမီးအားလုံး ပြည်ထောင်အနေနဲ့လွန်ငင်းဝင်ရရှိသွားကြပါတယ်။ဒီမို့ကတော့အိန္ဒိယနိုင်ငံရဲ့အထူးကြဆုံးနဲ့အထင်ရှားဆုံးပြမှုတစ်ခု ဖြစ်ပြီးတော့ဥပဒေရေကာကွယ်မှုကိုမရတဲ့အခါခရီးအသည်တွေကိုယ်တိုင်တရားမျှတမှုကိုရယူခဲ့တယ်ဆိုတဲ့သမိုင်းဝင်ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။